အားသောဝါလာရှင်ညီကောင်များလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညချန်ပီယံလိမှာပွဲထွက်လာနိုင်ရည်ရှိတဲ့အာဆင်နယ်ကစားမှ7ယောက်ပွဲထွက်7ယောက်ခံမှန်းတဲ့အစီအစဉ်ကတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ညီကိုတွေအားလုံးပဲပွဲတပွဲချင်းစီမှာချင်းကတ်တဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးတော့ဒီအစီအစဉ်လေးကိုကျွန်တော်လုပ်ပေးတာပေါ့လေ ဒီပွဲစဉ်ကဘယ်လောက်ထိအရေးပါလဲနောက်ပွဲစဉ်မှာပါရှိနိုင်လဲဒီပွဲစဉ်မှာဘယ်လိုကစားသမားတွေတုံးလို့ရလဲဒီပွဲစဉ်ရဲ့ကစားသမားတွေကရောဘယ်ကစားသမားတွေကတစ်ဖက်သင်းကိုပို့ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိလဲကိုတင်းကဘယ်လိုမျိုးကစားကျင်လဲဆိုတော့ဒါပွဲထွက်စတဲ့ယောက်ခံမိုင်းနဲ့ကျွန်တော်တို့ချက်သုံးသက်ကြည့်လိုက်အောင်ဒီနေရာမှာချန်ပီယံလိရဲ့ပရီးမီးယားလိရဲ့ဒီလိုမျိုးအရေးပါတဲ့ပွဲစဉ်တွေမှာဆိုအာဆင်နယ်ရဲ့ first line နဲ့ကိုသမားကတော့ David Raya ကီပါကို3တော့3လိမ့်မယ် ဒါပေမဲ့ကာရာဘောင်ဖလားမျိုးတွေ FA ဖလားမျိုးတွေမှာတော့ကီပါကို၃ကောင်း၃လိမ့်မယ်ဒါပေမဲ့ရိုင်ယာကတော့အာဆင်နယ်တင်းရဲ့ first line နဲ့ဂိုးသမားအဖြစ်ရှိတယ်နောက်တန်း၄ယောက်ဘယ်ဘက်အစုံခန့်စစ်ကစားမအဖြစ်ကာလာဖီယိုရီပဲသုံးမှာပဲစကယ်လီကို Champion League လို့အစင်တန်းမျိုးတွေမှာတော့ပွဲထွက် သုံးလာမယ်မထင်ဘူးဘာကြောင့်လဲဆိုတော့စကယ်လီကိုအိုက်ဒါအရန်ကြိုက်ခဲ့တာမှန်ပေမဲ့စကယ်လီထက်အများကြီးကောင်းပြီးအများကြီး improve ဖြစ်ပြီးတော့တကွင်းလုံးမှာသူ့လက်သူ့ခြေပဲဖြစ်နေခဲ့တဲ့ကာလာဖီယိုရီကိုပဲအာတီဒါဆက်သုံးလိမ့်မယ် ဲ့တော့ scaly မကောင်းလို့ပြောတာမဟုတ်ဘူးเนาะဒါပေမဲ့ scaly ထက်အများကြီး used to ဖြစ်ပြီးတော့အများကြီးအတွေ့အကြုံနဲ့ရင်းတဲ့ကစားမတူအိုက်တာကဆွဲလန်းနေတယ်အဲ့ဒါကတော့ Ricardo Calafiori Calafiori သုံးပါမယ်အဲ့တော့ဘောခံစက်အထိုင်ကတော့ကျွန်တော်တို့လက်ရှိပေကိုအနည်းဆုံးခံစစ်ကိုဥဆောင်နေတာကိုကြံခဲ့တဲ့နေရာဒီအတွင်းအတင်းရဲ့မှတ်တမ်းကောင်းနေအတွက်အကောင်းဆုံးဘိုးခံစစ်အဖြစ်ကြော်ကြားတဲ့ဂီဗီယမခိုင်းနဲ့ဝီလျံစာလီပါဘောပဲဒါတွဲပြီးသုံးသွားပါမယ် အစွန်ကတော့ဂျူနီယံတင်မာပဲလာမှာဘန်ဝိုက်အနေနဲ့အရန်ကမှပြန်ထိုင်နိုင်ပြီးအဆင်ပြေနေပြီဆိုလို့ရှိရင်တော့မှလက်ရှိ link ကသဘောတဘာဝတွေအထူးသဖြင့်ဟိုတနေ့ရဆိုလို့ရှိရင်ဖူအန်တင်းတဲ့ပွဲစဉ်မှာပီတာယောဂရခဲ့ပြေးလက်ညောင်းတွေကိုတကယ်နံပါတ်8ရိုးပုံစံမျိုးဂျူနီယံတင်မာဘောလုံးကောင်းကောင်းလေးခင်းပေးလိုက်တယ်ဆရာကြီးကပြောမှန်းတာပြောတာခန်းစစ်ကစားမှတို့လားပြောတာ creation ပိုင်းနေလဲမြင်ရတယ် aggressive pitch တဲ့ pass တွေလည်းပေးနိုင်တယ် penalty box ထဲမှာလည်းတကယ်မော်ဒီကိုအဆုံးသတ်နိုင်ပြီးတော့တစ်ခါကျရင် individual ရဲ့ dribbling မိုင်းတွေပါမြင်တွေ့ရတယ် overload တွေကတော့ပြောမနေနဲ့အမြဲတမ်းလိုအားနှုတ်အပြည့်နဲ့ကစားတာအဲ့တော့ Julian တမတော့ Arsenal တင်းရဲ့ခံစစ်အဆုံးမှာထွက်လာမယ် Julian Torban ရဲ့ဒီ robbery ကကောင်းတယ်အဲ့တော့တစ်ဖက်ကမြန်မာတွေတန်မာတွေကျမ်းမာတွေဆိုတဲ့ Atletico Madrid အသင်းရဲ့ winger တွေနဲ့သူရဲ့ fullback တွေကိုပြန်ပြီးတော့ကောင်းကောင်းလေးနှိမ်ထားနိုင်မဲ့ ကစားသမားတူလို့ကျွန်တော်ထင်တယ်အာဆီယံတရားနေပြန်လာခဲ့တာမှတ်ပြီမဲ့ဘာတရားမှမရဘူးတဲ့ကစားသမားတွေခြေစွမ်းအများကြီးကောင်းနေအဲ့ဒီချက်ကလည်းဒဏ်ရာရခဲ့ဘူးတာမှန်တော်냐လဲပဲဒီစိတ်ဆန္ဒအရာကိုယ့်ရဲ့ quality အရာ ပေါ်တဘွဲနဲ့ပတ်သက်ပြီးစိတ်နှစ်ပြီးကစားတဲ့ဂျူရန်တမအာဆင်နယ်သင်းတွက်ဆိုရင်တော့လုံးဝအပြည့်ဆုံးပဲအထူးသဖြင့်ကျမ်းမဲ့ရမ်းမဲ့ဆိုတဲ့ဧည့်သည်အသင်းတီကိုအတွက်ဒီလိုကစားမမျိုးတွေကအာဆင်နယ်မှာလက်ရှိချိန်မှာလိုအပ်နေတာအဲ့တော့ဒီခန်းစစ်၄ရောက်တန်းကတော့အပြောင်းလဲမရှိဘူးဖူအန်သင်းမှာလည်းဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါတုံးခဲ့တယ်ဖူအန်သင်းနဲ့ပွဲစဉ်မှာတော့လေအဲ့တော့အာဆင်နယ်သင်းရဲ့ကွင်းလည်း၃ရောက်ကွင်းလည်း၃ရောက်မှာဆိုလို့ရှိရင်တော့ဇူမန်ဒီ၃လာမယ်ဒီ စပိန်အသင်းကြီးရဲ့အထောက်ကောင်းကောင်းလေးနဲ့တယ်အထူးသဖြင့်လာလီကာမှာနှစ်ကာလများစွာကစားခဲ့တဲ့ကွင်းလယ်ကစားသမားတူတီကိုဘာဆိုတာကောင်းကောင်းသိတယ်အဲ့တော့အသက်တီကိုမက်ဒစ်အသင်းရဲ့ကွင်းလယ်ဘလို့ထင်းချောင်းအောင်လို့ဆိုတော့ကောင်းကောင်းသိတဲ့ရီယယ်ဆိုစီတက်ကကွင်းလယ်ကစားသမားဟောင်းလက်ရှိအာဆီနယ်အသင်းရဲ့ first line နဲ့ကစားသမားဆူယီမန်ဒီပဲပေါ်ထွက်လာမယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဆိုလို့ရှိရင်တော့ဒီကလန်ရိုက်စ်ပဲ rice အနေနဲ့ခိုင်စင်းပြင်ဆင်ကူတာလည်းမြန်တယ် attacking မှာလည်းကောင်းတယ်ပြီးတော့ အာဆင်နယ်သင်းဆက်ပီစပယ်ရှယ်လစ်နီကိုလက်ဂျိုဘာတို့လှုပ်ဆောင်ပေးတဲ့ပေါ်ဆောင်မဲ့ဆက်ပီနဲ့ပတ်သက်ပြီးအကောင်းဆုံးပေါ်ဆောင်ပေးနိုင်တဲ့ quality player လို့လည်းပြောလို့ရတယ်။နောက်တစ်ချက်ကကြတော့မာတင်အိုရီကန်နေရအိုရီကန်မပါနိုင်ဘူးထားဒါပေမဲ့ကျွန်တော်တို့ခံမှန်းခဲ့သလိုပဲဖူဟန်တင်းတဲ့ပွဲစဉ်မှာအစည်းကိုသုံးပါအစည်းမှာအသက်ချက်တီအများကြီးပဲဒါပေမဲ့ဖူဟန်တင်းတဲ့ပွဲစဉ်မှာအစည်းကိုကစားသမား2ဦးမာကင်ကတ်လိုက်တာတွတ်တွေ့ရသူတို့ဖြင့် physical ဘိုင်း strong ဖြစ်တဲ့ကစားသမားတွေနဲ့မာကင်ကတ်တဲ့အခါမှာအစည်းစီကနေတိတ်ပြီးတော့ ခေလာပတ်တွေမထွက်တော့တာတွေ့ရသလိုဘောက်ဆဲသိပ်ပြီးတိုးဝင်လာလည်းမတွေ့ရတော့ဘူးအဲ့ဒီတော့ဒီပွဲစဉ်မှာတော့အစည်းကို၃ကောင်း၃လနိုင်တယ်ဒါပေမဲ့တစ်ဖက်ကစားသမားတွေကအစည်းကိုဘယ်လောက်ထိ target point လောက်ပြီးခက်ချင်းချင်းဆော့မလဲဆိုတော့တစ်ချက်တော့ကြည့်ရမယ်ဒီလိုပွဲစဉ်မှာတော့အီတန်ဝန်ဒီ၃မှာမဟုတ်ဘူးတစ်ခုတော့ရှိတယ်ကျွန်တော်တော့အစည်းကို၃နေကြတာမှန်တယ်ဒါပေမဲ့အာတီတာကစပိန်အထောက်ကောင်းကောင်းတည်ပြီးစပိန်သင်းနဲ့တွေ့လို့ရှိရင်ဂျူဝယ်ရီမှာအတားရလေးရှိတဲ့မိန်နိုသုံးလာနိုင်တယ်အဲ့တော့ဒီပွဲစီမှာကျွန်တော်ကတော့ဒီနေ့မှာမိန်နိုပွဲထလာမယ်လို့ထင်တယ်အဲ့တော့ဇူီမန်ဒီ ဒီ client right main node အတွဲဖြစ်လာနိုင်တယ်ဒီနေရာလေးကတော့နည်းနည်းလေးလွဲကောင်းလွဲနိုင်မယ်ကျွန်တော်စိတ်ထဲမှာတော့ဒါကို main node ပွဲထွက်လာမယ်လို့ထင်တယ်အစည်းကောင်းလာမှမယ်အစည်းအနေနဲ့ဆိုရင်တော့စပိန်အသင်းနဲ့တွေ့တဲ့အခါမှာသူ့တက်ဆိုရင်တော့ဒါဘလာဆာအုပ်အစ်စ်ပုံစံမျိုးဖြစ်ကောင်းဖြစ်နေမှာပေါ့လေဒါပေမဲ့မိန်နိုတို့ဇူမန်ဒီဆိုတာကစပိန်မှာကာလာတော်တော်ကြာကြာကျင်လည်ခဲ့တဲ့ကစားသမားတွေတောင်ပံပိုင်းမှာဆိုလို့ရှိရင်တော့ဘူကာအိုဆာကာပဲပေါ်ထွက်လာမယ်ဆာကာလက်ရှိချိန်မှာအာဆင်နယ်အသင်းရဲ့မြန်နှုံးမြင့်တိုက်စစ်တောင်ပံကစားသမားတအုပ်မဟုတ်ဘူးမယ်စကေးကျယ်ဝပြီးတော့ ဘဲချိမ့်ဆိုအနည်းရဲ့အရန်ရှိတဲ့တောင်ပင်ကစားမအဖြစ်ရှိနေမယ်ပြိုင်ဘက်တီအတွက်ဆိုစာကောင်လုံးဝမျက်ကြည့်မပြတ်စောင့်ကြည့်နေရစာကားရဲ့ကစားဟန်ကနိုနီမန်တူကီလိုမျိုးအနာခံပြီးတိုးဝင်နေတိုက်တော့မဟုတ်ဘူးဒါပေမဲ့လုံးတဲ့လှုပ်ထိုက်တဲ့ချိန်မှာရအောင်လှုပ်ပြီးတော့ရတဲ့ speed တွေမှာကိုယုံဖြုတ်ပြီးဝင်ပြီးတော့ဒီ speed တွေကြားထဲမှာဘောလုံးလက်ခံပြီး finishing လုပ်တာတော်တော်လေးအားတန်တယ်စာကားရဲ့ကစားဟန်ကကျွန်တော်မြင်တဲ့ traditional winger လိုမျိုးပောက်ကွဲရကောင်းတဲ့ဟာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူတိုးပြီဆိုလို့ရှိရင်လည်းပြစ်တံပေါ်ဒါမှမဟုတ် penalty ဒါမှမဟုတ် တကူအဲ့လိုပုံစံမျိုးပဲဖြစ်တည်လေရှိတယ်ပြီးတော့သူ့ဆီကနေပြီးတော့လေဒီလိုမျိုး cross ball တွေအများနဲ့ထွက်လေရှိတယ်ဒါကစာကပါလာတဲ့အခါမျိုးကြာရင်ကျွန်တော်အများနဲ့မြင်တွေ့ရအရာတစ်ခါကြာရင်ရှိရပြတဲ့မှာအာဆင်နယ်ရဲ့ဘယ်ဘချန်တက်စစ်တောင်မှလုံးဝသုံးစားမရတဲ့ခါမှာစာကောက်ပဲမျောလင်းချက်တကြီးနဲ့ကျွန်တော်တို့ဘောလုံးပေးပြီးကစားခဲ့ရတဲ့ကာလတွေလည်းရှိတယ်ဒီနေရာမှာအာဆင်နယ်အသင်းရဲ့အထောင်အတွက်ဆိုရင်တော့ပီတာယော့ကရက်ပဲပေါ်ထွက်လာမယ်သူပဲရှိတယ်သူ့မှာမရွေးလဲရွေးစရာမရှိဘူးလက်ရှိအာဆင်နယ်အသင်းရဲ့အထောင်မှာသူပဲကစားမှာအဲ့ဒါဘယ်ဘချန် ဒီပွဲစဉ်မှာတော့ကျွန်တော်လေတောက်လျှောက် trousset ကိုအာရီတာရွေးချယ်ခဲ့တယ်ကြံခဲ့တဲ့တပွဲမှာလည်းကျွန်တော် trousset ကိုမွေးပြီးတော့တုံးခဲ့တယ်မှန်သွားတယ်ဒါပေမဲ့ဒီပွဲစဉ်မှာတော့ trousset ကိုတုံးလာမှမထင်ဘူးဘာလို့ဆို trousset က scale ဘိုင်းကောင်းတယ် position အตาရပြီးတော့ပြိုင်ဘက်ကိုဖိဆော့တဲ့အပိုင်းတွေမှာအဆင်ပြေပြီးမဲ့မင်းပါလဲငါပါလဲအဲ့လိုဖျဲပြီးဆော့တဲ့ဟာမျိုးတွေခက်ကြမ်းကြမ်းဆော့တဲ့အသင်းမျိုးတွေတီကိုကအာဆင်နယ်တင်းရဲ့ကွင်းမှာလာဆော့တာမှန်မဲ့ခက်မြမြန် quick transition တွေကြာရင် trousset ကခံစစ်ကိုပြန်ဆင်းကူတဲ့ဘိုင်းမှာလိုအပ်ချက်ရှိတယ် ထရော့ဆက်ကိုကျွန်တော်အရင်မကြိုက်ဘူးပြောတာမဟုတ်နော်ထရော့ဆက်ဘလောက်ထိအသင်းအတွက် impact ဖြစ်လဲဘလောက်ထိဂိုးတွေသွင်းပေးခဲ့လဲနားလေတယ်ဒါပေမဲ့ဒီပွဲစဉ်မှာကခန်စစ်ကိုဒီ line တစ်ခုလုံးပြန်ဆင်းကူတာလဲမြန်မယ်ဒီညာကနေတော့ဝင်းကိုပြန်ပြီးတိုးနိုင်ရမယ်အမြဲတမ်းဒီခေါင်နားနေပြီးတော့လောင်းဘောတွေပေးတဲ့ဥစ္စာလက်ခံပြီးတော့ running line နေပြင်းမြန်တဲ့ကစားသမားကိုရွေးပါဆိုလို့ကျွန်တော်မာတင်နယ်လီကိုဒီပွဲစဉ်မှာတုံးကျင်တယ်မိုင်းနိုင်နဲ့တော်တော်လိုက်မှာအဲ့ဒါဒီနေ့ပွဲစဉ်မှာတော့ ရှိကဖူဟန်အသင်းနဲ့ပွဲစီမှာတုံးခဲ့တဲ့ line up ကိုကစားမှတ်ချက်ကိုကျွန်တော်အချင်းပြောင်းလုပ်ချင်အဲ့ဒါကတော့ဒီနေရာမှာ main ကိုတုံးပြီးတော့ဒီထွက်ဆက်နေရာမှာ minor ကိုတုံးလာမထင်နဲ့အဲ့ဒါကျွန်တော်ရဲ့ဒီပွဲစီနဲ့ပတ်သက်ပြီးတော့ minor ကိုအာရီတာတုံးကောင်းလဲတုံးလာတယ်ဘာလို့ရှေ့ပွဲမှာတော်တော်လေးအနာရခဲ့တောက်လျှောက်အနာပေးခဲ့တာတုံးလို့ရှိရင်မိနစ်60 80နောက်ပိုင်းမှာလူစားလိုက်ပြီးထည့်တုံးခဲ့တာဆိုတော့ဒီပွဲစီမှာ martinelli နဲ့ မိန်တို့တို့ပွဲထွက်တာလဲမြင်ရကောင်းမြင်ရနိုင်တယ်ပြီးတော့အာဆင်နယ်တင်းရဲ့ကျန်တဲ့ကစားသမားအခင်းချင်းကအပြောင်းလဲမရှိဘူးဆိုပေမဲ့ဒါကကျွန်တော်တို့အတွက်ဆိုလို့ရှိရင်တကယ်ကိုကိုယ်ဝင်ဝင်ဆိုပေမဲ့လဲပေါ်ဆလို့မရဘူးအတ္တရီကိုမက်ဒရစ်အသင်းမှာကော်နာဂလချာတို့နောက်ပြီးတော့ဂျူရဲအေဗာရက်တို့လိုပရီးမီးယားလိအထာအကြောင်းကောက်ကောက်တိတဲ့ကစားသမားတွေရှိတယ် ဒါကသူတို့အတွက်ဆိုလို့ရှိရင်တက်တောင်တက်တာပဲပရီးမီးယားလိမှာပြီးတော့အမေရိကန်မှာဒါမျိုးကဒီလိုကစားသမားတွေဆိုတက်တောင်တက်တာပဲကျန်တဲ့ကစားသမားတွေအတွက်ဆိုရင်တော့ဒီလိဒီကစားဟန်စိတ်ကောင်းစိတ်နိုင်မယ်ဒီကစားသမားတွေဥဆောင်ပြီးတော့အဲ့အသင်းကိုတင်ပြီးကစားသွားလဲဖြစ်နိုင်တယ်ကျွန်တော်တို့ဒီကြံခဲ့တဲ့ယာတီတုန်းကပျော်လိပရက်ရှက်စကားတော်ရှိတယ်အာဆင်နယ်ကိုအာဆင်နယ်လို့ဖွင့်တိုင်အာဆင်နယ်ကအရန်ကြိုက်တယ်အဲ့စကားတော်ရှိတယ်အဲ့တော့ဒီကိုဆင်မြူနီရဲ့အသင်းကအိတ်ပေါက်နဲ့ဖားကောက်တဲ့ပုံစံမျိုးဖွင့်ပြီးဆော့မလားတစ်ချက်တော့ကြည့်ရမယ်ဖွင့်ပြီးဆော့ရင်အာဆင်နယ်ကြိုက်တယ် ပိတ်ပြီးဆုတ်လို့ရှိရင်လည်းအာဆင်နယ်ကရွေကျက်ရှိရှိနဲ့တေကံဘောလေးကိုရယူမှာအဲ့တော့သူတို့ကြိုက်တယ်ရွေးအော်အာဆင်နယ်တင်းနဲ့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော် ကတော့ဒီလူအခင်းကြီးကိုလည်းသဘောကျတယ်ဒါပေမဲ့အာဆင်နယ်အသင်းဖြစ်တာကြောင့်ဟိုတနေ့ကကန်သွားခဲ့တဲ့လီဗာပူး Manchester United ပွဲစဉ်လိုမျိုးအရန်မြန်တဲ့ပုံစံမျိုးမြင်ရမှာမဟုတ်ဘူး Chelsea United ပွဲစဉ် Chelsea Liverpool ပွဲစဉ်လိုမျိုးအရန်မြန်တဲ့ကစားဟန်တွေမြင်ရမှာမဟုတ်ဘူး position gain လေးကိုရွရွလေးတည်ပြီးဆော့တာမျိုးတွေဘေးတဲ့ပတ်တွေအများကြီးပေးတာမျိုးတွေပွဲကို delay ဖြစ်နေရမျိုးတွေတော့အများကြီးမြင်ရမယ်အထူးသဖြင့်လူချပြီးတော့ physical ဘိုင်းခက်ချင်းချင်းဆော့လိရှိရဲ့နည်းနည်းလေးညစ်လိရှိတဲ့ဒီကိုဆွန်မီနီရဲ့အသင်းကအဲ့ပုံစံမျိုးအမရိတ်မှာလာရင်တော့ပွဲက delay တော့ဖြစ်နိုင်တယ်ဒါပေမဲ့လိုအပ်တဲ့ goal တွေကို အာဆင်နီယားရှာဖွေသွားနိုင်တယ်ဒီနေရာမှာနောက်ဆုံးပိတ်အနေနဲ့တခုပြောချင်တာကအာဆင်နီယားကစားပုံကောင်းလားဆိုရင်မကောင်းပါဘူးကစားပုံဆိုးွားလားဆိုရင်မဆိုးရွားပါဘူးဒါပေမဲ့အဲ့ဒီဂျာလီထဲမှာဟိုဘယ်လဲမြောက်ဒီဘယ်လဲမြောက်ကစားပုံကအရင်မဆိုးအရင်မကောင်းဆိုတဲ့ဂျာလီထဲမှာဒီဘွဲကိုငါတို့ဘလို့နိုင်အောင်ဆော့မလို့ဆိုရယ်စိတ်ရှည်လက်ရှည်မန်တယ်မျိုးအာဆင်နီယားမှာရှိတယ် ျွန်ဒီရသည်မှာအာဆီနယ်မှာအဲ့ဒါတော့တွေ့ရတာကြည့်လိုက်မယ်ဆိုဒီကောင်နဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးဝူးကျစ်တန်းကြီးကန်နေသလိုလိုနောက်မှာပဲဘောလုံးတွေပေးနေသလိုလိုဒါပေမဲ့ပွဲပြီးလို့ဝီစီမှုတ်လိုက်ရင်အဲ့ကောင်နေအိတ်ထဲမှာသုံးမှတ်တည်းကြီးပဲဒါကြောင့်အာဆီနယ်တင်းနဲ့ဒီရသည်မှာပွဲတစ်ပွဲကိုဘလို့နိုင်အောင်ကန်မလဲဆိုတဲ့ရင်းချက်မှုကိုမြင်တွေ့လာကျွန်တော်လူချင်တာလည်းအဲ့ဒါပဲကစားပွက်တွေအရင်မကောင်းရင်နေပလိမ့်စီကစားပွက်တွေအရင်မစိုးရင်နေပလိမ့်စီအရေးကြီးတာပွဲပြီးသွားတဲ့အခါကျကျွန်တော်တို့ရမတ်တီရလက်တီ စုဆောင်းနိုင်ရင်ကျင့်က်ပြီးအဲကြောင့်အာဆင်နယ်တင်းနေတဲ့ဒီကိုစင်မီနီရဲ့အသင်းကိုအမရိကွင်းမှာအနိုင်ကန်နိုင်မလားစောင့်ကြည့်သွားမှာပါကျောင်းညီကိုရောဘလို့ထင်လဲကျန်ခဲ့တဲ့ပွဲစဉ်ကတော့ခရစ်စတန်နော့ကက်ကတော့လူစားလေးပြီးဝင်ရောက်လာခဲ့တယ်။မာတီနယ်လီ၊မေအင်တို့လူစားလေးပြီးဝင်ရောက်လာခဲ့တာဖြစ်တဲ့အတွက်ဒီပွဲစဉ်အတွက်များမာတီနယ်နဲ့မေအင်တို့အိုက်တာတင်ထားလားဆိုတော့ပွဲထွက်၁၁ယောက်ထွက်လာတဲ့ခါကျမှကျွန်တော်ကြည့်လိုက်အောင်။ကျောင်းကြီးကိုယ်တွေအကြိုက်ဆုံး၁၁ယောက်ရှိရင်ခုံးမှာဝင်ရောက်ရေးသားတော့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြောင်းလဲဖြစ်ကစားခြင်းဆိုတော့ဘာပြောဖုန်းတော့တင်ချောက်ကို646 63 3တိန်နဲ့ပတ်တင်ချောက်ကို9 9 3ခလောင်းနေရာတော့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါဘောလုံးမွေးနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့ကိုထုတ်စီမှာပဲဆော့ခြင်းနဲ့အကောင့်ဖွင့်ပြီးတော့လောင်းညင်နေဆိုတော့ကျောင်းစီမှာတိုက်လာဆုလို့ရပါတယ်ဘောလုံးမွေးမဆော့တဲ့ညီကိုတွေကတော့မဆော့ပါနဲ့ YouTube မှာကျွန်တော်ကိုမိနစ်အပြည့်ဝကြည့်ပြီးတော့အားပြီးလို့ရပါတယ်